ยหน่อยเลยแกบังเลยไปเลยကျမတို့ one white ကျမတို့ကခရီးထွက်ကြပြီဆိုလို့ရှိရင်အဲ့ဒီနိုင်ငံတွေတက်ဆိုင်ရာနိုင်ငံတွေက arrival cut တွေဖြည့်ပြီဆိုရင်ကျမတို့ဘာလို့ဖြည့်ရလဲ citizen နေရာမှာဟဲ့ငါကတော့ကရင်မလို့ငါကတော့ကရင် citizen ကရင်လို့ဖြည့်လို့ရလားအဲ့ဆိုအဲ့နိုင်ငံလက်ခံမှာလား ထောက်ကိုင်းမှာရှောက်လင်းနဲ့ကိုအချင်းချင်းမလို့မင်္ဂလာပါမြန်မာပဲမလားလို့နှုတ်ဆက်တာ ਉਹ တဲ့မြန်မာမဟုတ်ဘူးကျမကမွန်ဆိုပြီးပြန်ပြောလို့တဲ့အဲဖလာမဆိုတဲ့အကြည့်လေးနဲ့ပဲပြန်ကြည့်ပေးခဲ့လိုက်တယ်။ပြည်ပမှာမလို့မြန်မာလားမေးတာပါတဲ့ဗမာလားလို့မေးတာလည်းမဟုတ်ပါဘူးတဲ့။ဘယ်နဲ့မြန်မာလားလို့မေးတာကတဲ့ဇွတ်ဗမာဇက်သွင်းတဲ့လူမျိုးကြီးခွဲခြားတယ်ဖြစ်သွားရောဆိုပြီးတော့မှအဲတန်းထိုက်အောင်ဆိုတဲ့ post ပိုင်ရှင်က post လေးတင်ထားတာလေးရှိတယ်။ကျွန်မအဲ့ဒါလေးနဲ့ပတ်သက်ပြီးဆွေးနွေးချင်တာလေးရှိလို့ပြောချင်တာလေးရှိလို့ မင်္ဂလာပါခင်ဗျာဒီကနေ့အော်တိုပလတ်ဆက်ရက်နေ့ဖလက်ပါမှာထပ်ပြီးတော့လှုပ်ခတ်သွားတဲ့အင်ယာပင်ကလေးအပါဝဲဒီကနေ့ရနောက်ဆုံးရအပ်ဒိတ်သတင်းလေးတွေကိုစူးစိပြီးတော့ရွေးရှင်လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ပါ ဖလပိုင်နိုင်ငံကတော့လုံးဝစိတ်မကောင်းစရာပဲအခုငုတ်ချုပ်ခံနည်းလေးကိုငါလေးဆက်ပြီးတော့လှုပ်ခတ်သွားသေးပါတော့ဒီကနေ့မနေ့မှလည်းလှုပ်ခတ်သွားသေးတာဒါကျွန်တော်ပြောခဲ့သေးတယ်10ရက်10လ2025တချို့ကအရင်ကငါလေးလို့ပြောမဟုတ်ဘူးဒီကနေ့မနေ့မှလှုပ်ခတ်တာ10ရက်10လ2025ဒီကနေ့မနေ့အစောပိုင်းမှာဖလပိုင်နိုင်ငံမှာ7.4အင်းအပြင်းငါလေးလှုပ်ခတ်ခဲ့တယ်ဒီကနေ့လှုပ်ခတ်ပြီးနောက်ပိုင်းဒီကနေ့တနေ့ကုန်ငါလေးလှုပ်ခတ်တာကုညင်ကေဆယ်ရဲ့အဖွဲ့တွေကလုံးဝကိုဝင်လို့မရဘူးဟောလူတွေလည်းအိမ်ထဲဝင်လို့မရဘူးနော်ဒီကနေ့တနေ့ကုန်ဖလပိုင်နိုင်ငံသားတွေဒီမတာအိုကျုံးပတ်လယ်မှာရှိနေတဲ့မြို့ ရွာကလူတွေကလုံးဝပေါ်အထက်ဝင်လို့မရလမ်းပေါ်ပိုင်းနေကြပါတော့နေပြီးတော့ဒီကနေ့မိုးချုပ်ခံလေးလေးကိုဆက်ပြီးတော့မှမြန်မာစံတော်ချိန်ဆိုရင်9နာရီ42မိနစ်ဖလပိုင်းမိုးချုပ်နေပြီနော်ဖလပိုင်းမိုးချုပ်နေပြီအဲ့အချိန်လေးတွေကိုအင်အားပြင်းငက်လေး6.7ဆိုပြီးတော့မှဆက်ပြီးတော့မှလှုပ်ခတ်သွားတယ်အာနာပိုင်းတွေကလည်းဆက်လက်ပြီးတော့မှ3ဘေးချက်တွေဟောစတိုက်ဟို3ဘေးနေပေါ့နော်ဆက်လက်ပြီးတော့မှဆူနာပြီး3ဘေးချက်တွေကလည်းဆက်လက်ပြီးထွက်ပေါ်နေတယ်ဒီဖလပိုင်းနိုင်ငံအပြင်ကိုဟောပင်လယ်ကမ်းရိုးတန်းမှာရှိနေတဲ့ကျွန်းနိုင်ငံတွေဖြစ်တဲ့အင်ဒိုနီးရှားအဓိကပဲဒီအင်ဒိုနီးရှားနိုင်ငံကိုလည်းဆက်လက်ပြီးတော့မှ ဆူနာမီသတိပေးချက်တွေဆက်လက်ပြီးတော့မှပြောပြတယ်ဆိုတော့ဖလက်ပိုက်နိုင်ငံမှာဒီကနေ့မနက်တုန်းက7.4ဆိုပြီးတော့မှအင်အားပြည့်ငလင်ဒီကနေ့နေ့လယ်မှာတနေကုန်တနေကုန်လွတ်ခတ်တယ်ပေါ့နော်ဒီကနေ့အဲလွတ်ခတ်တဲ့ငလင်ကအင်အားပြည့်ငလင်ဖြစ်တယ်ပြီးခဲ့တဲ့စက်တင်ဘာလကုန်လွန်ခဲ့တဲ့10ရက်တုန်းကပေါ့နော်လွန်ခဲ့တဲ့10ရက်တုန်းကလွတ်ခတ်ပြီးတော့ငလင်နဲ့ဒီငလင်နဲ့ ဂျားထဲမှာငလင်ပေါင်းအကျဉ်းတတောင်းထပ်ပြီးတော့လှုပ်ခတ်ခဲ့ရယ်ဒီငလင်ကအင်အားပြင်းတော့မဟုတ်ဘူးဒါပေမဲ့ဒီကနေ့မနက်မှအင်အားပြင်းငလင်ဖြစ်တယ်ဒီကနေ့မနက်7.4လှုပ်ခတ်ပြီးတော့မှအခုကျွန်တော်အစင်ခံပြောကြားနေတဲ့အချိန်မှာပင်7.7ဆိုပြီးတော့ဒီမိုးချုပ်တဲ့အချိန်မှာဆက်ပြီးတော့မှလှုပ်ခတ်သွားသေးတယ်ဖလမိုင်ပြည်သူတွေဆက်မကောင်းဖြစ်မိတယ်ဒီညလည်းတို့အတွက်ညတာရှည်အောင်မယ်လို့ကျွန်တော်ပြောပေးချင်ပါတယ်ဒရီတူများရှိလို့ရှိရင်ဆက်လက်ပြီးတော့တင်ဆက်ပေးပါအောင်မယ်လို့တုံးပိုင်းပန်းပြီးတော့တက်ခံလိုက်ရတဲ့ကောင်မလေးရဲ့ပုံကိုတွေ့ပြီးကြပြီလားအဲ့ပုံထဲမှာဆိုရင်လေကောင်မလေးကပိန်ပိန်ပါပါလေးနော် ပင်ပင်ပပမပါမလေးပါလေးမထတော်ကိုရုပ်ပြစင်ပြင်းနေပေါ့နော်ပုံချည်ရတလောက်တော့သူကဒီပေါင်ကိုခွဲထားတယ်ပြီးတော့ဒီဘယ်လိုပြောမလဲဒီလိုတချမ်းပေါ့နော်တချမ်းကညာဘက်တချမ်းလုံးကိုအမှဥရီရောကလိစာရီရောထုတ်ထားတာပေါ့နော်အဲသူပုံအရာကတော့သူနှက်ခမ်းနေလေပြာနေပြီဆိုတော့ရက်ကတော့တော်တော်ကြာနေပြီထင်တယ်ပုံကိုကြည့်ရတာလေကောင်းမလေးကတေးရတာလေးတော်တော်ကြာနေပုံမင်း ဒါမှမဟုတ်နှိပ်စက်တာအရင်များသွားလို့လားအာတေးတာကြာပြီလို့ပဲထင်တယ်ဘာလို့လဲဆိုတော့လေတော်တော်တော့ပုတ်တူးနေပြီပေါ့နော်ကမန်ဒီကတရခန်းတွေကိုတော့ဒီသူဖြစ်တဲ့မှုကင်းပေါ့နော်ပြင်မှုကင်းပြပြီးနောက်ထပ်တရနေ့လာမတရခန်းတွေအကုန်လုံးကိုမိတော့ပါလေဆိုတော့တဆိုင်ရာကဘလို့ပြစ်ဒဏ်ချမယ်ဆိုတာတော့မသိသေးဘူးပေါ့နော်ပြီးတော့တရခဲနှစ်ရလောက်ကလည်း18နှစ်ပဲရှိသေးတယ်18နှစ်က23နှစ်ကိုတက်သွားတာပေါ့နော် တော့ဒီမှုနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ထင်မြင်ချက်ပေါ့နော်အဲကောင်လေးရာလေးအဲ့လိုလူတက်တဲ့ကားကြီးလည်းအရင်ကြည့်တယ်ဆိုတော့သူစူးစမ်းခြင်းစိရှိတဲ့ပုံပဲစူးစမ်းခြင်းစိနဲ့အဲ့လိုမျိုးခေါ်ပြီးတော့အဲ့လိုလူပြရမယ်တာမန်လူတယောက်ဆိုလို့ရှိရင်စိုက်ကိုဝင်သွားတယ်တည်းလက်ခံပေးလို့ရတယ်တက်တာတော့ဒေါသတွေဆွေးရောက်နေတဲ့ခါမှာသူမဆိုတော့တက်မိမှာပဲပေါ့နော်လူတယောက်ကိုဒါပေမဲ့အဲ့လိုအပိုင်းပိုင်းခုတ်ချက်ပြီးတော့လေအဲ့လိုမျိုးလုံရလောက်အောင်တော်ယုံတော်ယုံလူပြရမယ် တော်ရုံယူမိုက်မှုမျိုးပေါ့နော်တော်ရုံအစွမ်းရမှုမျိုးနဲ့ဆိုရင်အဲ့လိုလုပ်လို့မရပြီးတော့မင်းကလေးတွေကိုပြောချင်တာလင်တာအရင်မယူကြပါနဲ့လို့ကိုလင်ကလူသူများကိုတတ်သွားတာတကူလင်ကတတ်သွားတာကိုလိုမင်းကလေးလေးမင်းကလေးချင်းကိုချင်းမစားပဲနဲ့ကူလုတ်ပေးတာတော့မဟုတ်သေးဘူးသိရမလားကိုကတော့မှပြောရအောင်မင်းမတတ်ဖို့အဲ့လိုမလုတ်ဖို့ပေါ့နော်အဲ့ဒါအောင်မှအလိုတူလိုပါဖြစ်သွားတာပေါ့နော်အဲ့တော့လင်နာယူရင်လည်းကြည်ကြယူကြနော်ဟုတ်တယ်မှာ တက်လိုက်တဲ့အောင်ခန့်ကျော်စင်တို့ရဲ့နောက်ဆက်တွဲရကြတော့ဒီအောင်ခန့်ကျော်စင်ကိုအလောင်းကူဖြောက်ပေးတဲ့အင်မွန်အောင်ရဲ့အဖေကစေမြောင်းကဒုညုံမှုပြီးတော့ဒီတက်တာကအောင်ခန့်ကျော်စင်ရဲ့အာဒီနေ့ထက်တည်ရတဲ့ဟာကြဘလို့လဲဆိုတော့သူက CD မှန်မှာဓာတ်နှစ်ချောင်းနဲ့ဒီကြွေစည်းကို3000မိုးအရင်ဝယ်တယ်ဝယ်ပြီးခင်မှာအဲ့ဒီဒိတ်ခဲကောင်မလေး ကိုခေါ်မဲ့ Telegram channel မှာသွားပြောတယ်။သွားပြောပြီးတော့ဒီတသိန်းခွဲနဲ့ဈေးတည့်သွားတယ်ပေါ့နော်။အဲဒီမှာသူကကြိုပြီး9000လွှဲတယ်။ဒီကောင်မလေးလာမှတသိန်းပေးမယ်လို့ပြောပြီးကြိုတင်တိတိချာချာကြိုတင်ကြံစီပြီးမှကောင်မလေးရရောက်လာမှတော့ကလိုက်တာပေါ့နော်။အဲ့လိုဆိုကြိုတင်ကြံစီပြီးတော့တော့ကလိုက်တယ်ပေါ့နော်။ပြီးတော့သူ့ရဲ့အရင်ရေးစားဟောင်းပြောထားရင်လည်းရှိရဲ့သူကငကူကလေးက လက်ပါချပါရီရှိရဲဆိုတာမပြောထားတာရှိခွားအကောင်မလေးတယောက်လည်းတည်ရမှာအဲ့လို့ဆိုဒါကြတော့အခုတည်ရတဲ့သူ့ရဲ့နောက်ဆက်တွဲဘာဆက်ဖြစ်မလဲဆိုတော့မတည်သေးဘူးပေါ့နော်ဒါကတော့အခုကတော့တည်ရတယ်သူတို့စစ်စစ်မြင်းမြင်းပြီးတော့တည်ရတဲ့လောက်ကတော့ဒီနေ့ကတော့ဒါနောက်ဆက်တွဲပေါ့နော်ဒီနေ့ကကျမလေးနင်းနေလေးပြန်ပြောချင်တာရှိတယ်ကျမပုံမှန်အားဖြင့်ဆိုရင် ်ဘဲသူကပဲကျမကိုဘလင်းဘလင်းပတ်စနေပေါ့နော်ဟာဘာမင်းမကြီးညာမင်းမကြီးဘာမကြီးညာမကြီးဟာ page တွေဟို page တွေဒီ page တွေတို့ attention အတွက်တင်နေကြတဲ့ဟာတွေအများကြီးရှိတယ်နော်အာသူတို့ almond thing ကိုတင်ရတယ်ဆိုလို့ရှင်ခါရဲ view တွေရသွားတယ်ဟာတခါရဲ comment တွေရတယ် react တွေရဆိုသူတို့ပတ်စံရတယ်ကျမကုသိုလ်ရတယ်နော် ကျမကုသိုလ်ရတယ်အဲ့အတွက်ကျမလေကျမကိုကြိုက်တဲ့ page ကကြိုက်တယ်လို့တင်တချို့ဆိုလဲတချို့မိန်းမတွေအဲနိုင်ငံရေးအရာပေါ့နော်အမုံနေဆိုပြီးတချို့မိန်းမတွေဆိုအမလေးအယ်မွန်တင်းကိုဖိနေကြိုက်တော့ပြီးတနေ့အကျိန်900ဆဲမယ်ဆဲကျမပြောတယ်အကျိန်900မဟုတ်ဘူးအကျိန်1000ထိုင်ဆဲနေလိုက်ကျမရဲ့ personal ကျမကိစ္စမရှိဘူး။တော့ဆင်းဆင်းဒါကသူ့အမုံတရားရသူ့သူဆဲတာ900မဟုတ်ဘူးတထောင်ဆဲတထောင်မဟုတ်ဘူးတနေကုန်လုံးမလုံးဖ ೇನೆ ဆဲကျမဒီလိုပြောတယ်နော်။ကျမဟို ဘာမှတုံ့ပြန်တာမျိုးမရှိဘူး။ဒါပေမဲ့ဒီနေ့ဒီဗီဒီယိုဖိုင်တစ်ခုကျွန်မတုံ့ပြန်ခြင်း။အဲ့တော့ပရိသတ်ကြီးကဒီဗီဒီယိုဖိုင်ကိုအရင်နားထောင်ပေး။နော်။ဒီဗီဒီယိုဖိုင်ကိုအရင်နားထောင်ပေး။တင်ညာစီပုထမေအန်ဒီရေနော်။အာပုထတ်တိပုထတ်တော်သူလောက်တတ်တာဘုမရှိတော့ဘူးဘယ်ပွင့်ဆိုသူပါလဲဘယ်အကြောင်းရမဆိုသူဖြေရှင်းတယ်နာပုကြံသူမဟုတ်ပါဘူးကွနော်အာလူမျိုးလဲမိတာလေ မိုင်ဘာလူမျိုးလဲမိတာလေဘာလူမျိုးလဲမိလို့မွန်လူမျိုးဖြေတာလေအဲ့ဒါကိုဘာမှားတာလဲဘာလူမျိုးလဲကိုမွန်လားတချင်းကြားကရင်ချင်းမွန်ဒီမိုင်ခိုင်ရှင်မွန်အမားရခိုင်ရှင်ဘာလူမျိုးလဲမိကိုယ့်ရဲ့လူမျိုးကိုဖြေရမှာလေဘာနိုင်ငံသားလဲလို့မေးမှမြန်မာနိုင်ငံသားလို့ဖြေရမှာလေအဲ့ဒါကိုဘာလို့ဖြစ်နေတာလဲသူလောက်တက်တဲ့လူကဘာမှမရှိတော့ဘူးနော်စနေရတီပွဲတိုင်းကြောမမကြီး နော်ဒါလူမျိုးလဲမွန်လူမျိုးဒါနိုင်ငံသားလဲမြန်မာနိုင်ငံသားပြီးပြီလေအဲ့ဒါကိုဘာဖြစ်တာလဲမွန်လူမျိုးပြောဘာဖြစ်တာသေဝါမှာမလို့လားပြောလိုက်စမ်းသူလောက်တီသူလောက်တက် Okay ညာစီသူထမိုင်အန်ဒီရေနော် Okay နော်ကျွန်မပြောမယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်ကိုနော်ဒီဗီဒီယိုဖိုင်ကိုဒါ ျမပြန်ပြီးရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုအားလုံးကြည့်ပြီးသားဖြစ်ပါလိမ့်မယ်လို့ကျမကညွှန်လင်းတယ်နော်ဆိုတော့အားလုံးကြည်ပြီးသားဖြစ်လိမ့်မယ်။နိုင်ငံသားမှာဘာဟဲမြန်မာနိုင်ငံမြန်မာလားလို့မေးလိုက်တဲ့အခါမွန်မာလို့ဖြေတာဖြစ်တဲ့အတွက်ကျွန်မကကျွန်မတို့နိုင်ငံသားတွေဟာနိုင်ငံရဲ့ခြားမှာမြန်မာလားလို့မေးတာဒီနိုင်ငံကိုကိုစားပြုပြီးတော့ပဲမေးတာ။ကျွန်မတို့တွေဟာလူမျိုးကြီးဝါဒကိုသွတ်တွင်းတယ်လို့ပြောရအောင်လေကျွန်မကိုယ်တိုင်ကရင်ဒီဆိုင်ပိုင်ရှင်အမကြီးမွန် ်နော်အဲ့တော့ကျမတို့နိုင်ငံသားမှာသွားလို့မြန်မာစကားပြောတဲ့ကြားတယ်ဆိုရင်ခဲမြန်မာလားဆိုမြန်မာလို့ပဲဖြေကြရတယ်အဲ့တော့နိုင်ငံတကာမှာမြန်မာတန်ယုံမဲရှိတယ်သိလားမြန်မာအဲ့တော့မူမာလို့ပြောတော့ကျမပြောပြမယ်ဒါဒီစကားအစိတ်ခတ်တယ်လို့ခေါ်တယ်။ကျမပုံမှန်အားဖြင့်ဆိုရင်ကျမပြန်ပြီးဖြည့်ရှင်းလေးဖြည့်ရှင်းတာမရှိဘူး။အဲ့တော့အမကြီးလားကျွန်တော်တို့ကတော့မိသူကိုမဆိုးဘယ်တိုင်းအသားကိုမဆိုး အားလုံးကိုချစ်ပါတယ်နော်အဲအသိဉာဏ်ပြေဝတဲ့သူစဉ်းစားတွေးခေါ်တတ်တဲ့သူတွေဆိုလို့ရှိရင်တော့ DND ပြောတာကိုအလွယ်တကူနားလည်သဘောပေါက်ကြမှာပါအကိုကြီးလားတော့မသိဘူးကျမကိုနေရာတကာပါတယ်အမလီပါသူ့ထမိန်နေပါတယ်ရောညာတွေရောပြောတယ်ကျမဓာတ်ပုံနဲ့ကျမရဲ့ personal ကို attack လုပ်ပြီးတော့မှပြောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တရားဥပဒေအရညှိစွန်းနေပါတယ် okay နံပါတ်1အချက်ကျမပြီးမှကြံတဲ့ကိစ္စထပ်ရှင်းမယ်အရင်ဆုံးသူ့ကိုအရင်ပြောလာအောင်မယ်နော် အဲ့တော့ကျမဓာတ်ပုံရင် ကျမရဲ့ personal career ကိုထိခိုက်စော်ကားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပဒေနဲ့ညှိစောပါတယ်ကျမတရားစွဲလို့ရတယ်နံပါတ်1အချက်အဲ့တော့ကျမကပြောသမျှစကားတိုင်းကို ပြီးရင်သူမပြောပါဘူးလို့လှုပ်တယ်ဆိုတဲ့စကားလုံးကိုကျမကိုအထောက်ထားနဲ့လာပြန်ပြီးတော့မှ ဖြေရှင်းလက်ဟုတ်ပြီနော်ကျမပြောသည်မစကလုံးသည် social ပေါ်မှာ video file နဲ့ video file နဲ့ alike ရှိတယ် ကျမဟာစကလုံးတိုင်းစကလုံးတိုင်းကို credit အေးတဲ့ကိုရေနော်ဆိုတော့စကလုံးတိုင်းစကလုံးတိုင်းကိုကျမကတာဝန်ယူတယ်ကျမပြောခဲ့တဲ့ speech တွေအကုန်လုံးကိုကျမကတာဝန်ယူတယ်ဟုတ်ပြီနော်ဆိုတော့ကျမကို personal attack လုပ်ချင်နေဆိုရင်တီးခြားလို့ဒါကကြတော့လူမျိုးကြီးနဲ့သက်ဆိုင်နေတဲ့ကိစ္စ ကျမဖြည့်ရှင်းထားတဲ့ဗီဒီယိုကျမပြောထားတဲ့ဗီဒီယိုကိုအစအဆုံးတိတ်တိတ်ချာချာကြည့်ပြီးတော့မှနာပြောအဲ့တော့လူမျိုးစွဲဝါဒါစွဲနဲ့ကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့နိုင်ငံရထားမှာကလေးတွေကိုဒုက္ခရောက်အောင်မလုပ်နဲ့ကျမမြန်မာပြည်ကကိစ္စကိုပြောတာမဟုတ်ဘူးကျမနိုင်ငံသားကကိစ္စကိုပြောထားတဲ့ဗီဒီယိုဖိုင်ဒီဗီဒီယိုဖိုင်ဟာ ဟုတ်ပြီနော်အဲ့တော့ကျမကို personal attack လုပ်ပြီးတော့မှကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်းရိုင်းစော်ကားထားတာကိုကျမတရားဆွဲလို့ရတယ်နော်အာသူထတဲ့သူထတော့သူလောက်တက်တာဝန်မရှိတော့ဘူးဘယ်ပွင့်ဆိုသူပါလဲဘယ်တော့ကျမဟာကျမတိကျမတက်ပါလေလို့ကျမပြောခဲ့ဘူးသလားကျမတိပါလေကျမတက်ပါလေလို့ပြောခဲ့ဘူးသလား ကျမကယ်ရီယာမှာကျမနားလေသလားကျမသိသလားကိုကျမအမြင်နဲ့ caring လုပ်တယ် sharing လုပ်တယ်လို့ကျမပြောခဲ့တာပြီးသားဟုတ်တယ်နော်ဟုတ်တယ်နော် ကျမသိကျမတက်ပါတယ်လို့ဘယ်တော့ကပြောခဲ့ဘူးလဲကျမသိကျမတက်ပါတယ်လို့ပြောခဲ့ဘူးလဲဗီဒီယိုဖိုင်ရှင်းယူလာခဲ့ အေးတီးတဲ့တက်တဲ့ဟာတွေပြောတဲ့ဟာတွေဒီလေတီးလို့တက်လို့ပြောတာအာချောင်ကြီးပြောတာမဟုတ်ဘူးအဲ့တော့နေရတကာပါတယ် attention လို့ခြင်းလို့နေရတကာပါတယ်ပြောအောင်လေဒီအမကြီးရဲ့ဝေါ်ရဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာအမကြီးကအကိုကြီးလားမသိဘူးဝေါ်ရဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာ elmon thin နာမည် elmon thin ဓာတ်ပုံကိုသုံးတော့မှဖြူးရတာသူဟာနဲ့သူတင်တဲ့ပေါ်ချောင်ချောင်ပေါ်ချာချာ post တွေအကုန်လုံးဒီ view 900ပြည့်အောင်မရထားဘူး ဲ့တော့ကျမကိုနေရာတကာပါတယ်ပြောအောင်လဲသူ့ဝေါ်တဲ့ဝင်ကြည့်လိုက်တော့သူများအိမ်တောင်ကွဲတဲ့စာချုပ်ကအစာအတန်းရှင်းလိုခြင်းလို့တင်ထားတဲ့မိန်းမစားမျိုးဟုတ်ပြီနော်ဆွေးနွေးလို့ရတဲ့အကြောင်းအရာတစ်ခုကိုဒါပေမဲ့တပားသူကိုပုတ်ခတ်တိုက်ခိုက်လို့မရဘူးကျမပြောတဲ့အကြောင်းအရာမှားတယ်ဆိုဒီအကြောင်းအရာပေါ်မှာအချက်အလက်ခိုင်ခိုင်မာမာနဲ့ပြောဆိုဆွေးနွေးလို့ရတယ် welcome ကျမလည်းဘယ်တော့မဆိုအကြောင်းချင်းရာတွေမှန်သမျှကို နိုင်ညာမှာဖြစ်ပြနေတဲ့အကြောင်းရာတွေမှန်သမျှကျမအချက်နဲ့အလတ်နဲ့အစင်တန်းမြင့်မြင့်ကျမပြောဆိုဆွေးနွေးတယ်ကျမ personal site ဆေးဆိုမိုင်းရင်းပြီးတော့မှကျမပြောခဲ့တာမျိုးကျမ video file တွေမှာပြန်ကြည့်ကြည့်လိုက်တခုမှမရှိဘူးကျမပြောတဲ့စကားလုံးတိုင်းကိုပြီးရင် तू မပြောပါဘူးလို့ပြောဦးမယ်ဆိုတော့ဘယ်တော့ကကျမကကျမပြောခဲ့ပြီးသားစကားလုံးတွေကိုမပြောပါဘူးလို့ညင်းခဲ့တဲ့အကြောင်းအရာရှိသလား ပြောဆိုဆွေးနွေးလို့ရတယ်။မိုင်းတိုင်းစော်ကားခွင့်မရှိဘူး။ဟုတ်တယ်နော်။ကျမရဲ့ဓာတ်ပုံကျမရဲ့နာမည်နဲ့ကျမကိုမိုင်းတိုင်းစော်ကားထားတာပြီးတော့ဒါသည်လူမျိုးရေးနိုင်ငံရေးကိစ္စ။စကားအစိတ်ခတ်နေတဲ့ကိစ္စ။လူမျိုးစွဲကိုတိုက်တွန်းနေတဲ့ကိစ္စ။ပြင်းရှင်းကျင်နေဆိုရင်နိုင်ငံတော်အဆင့်တရားရုံးမှာဥတိုက်လျှောက်ပြီးတော့မှဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတာကိုဖြေရှင်းမလား ဆန္ဒရှိနေဆိုရင်စိန်ခေါ်လိုက်နိုင်ငံတော်အဆင့်တရားရုံးမှာတွေးဆုံဆွေးနွေးပြီးတော့မှကျမရှင်းပြချက်ကမှန်သလားရှင်းရဲ့ရှင်းပြချက်ကမှန်သလားဆိုတာကို ပြောဆိုဆွေးနွေးမယ်ရှင်းမယ်ဟုတ်ပြီလားအဲ့တော့ကျမပြောချင်တာကနိုင်ငံသားမှာကလေးတွေဟာအလုတ်သွားလောက်ကြတယ်ဆိုရင်ဟေးမြန်မာလားဆိုရင် ဟုတ်တယ်မြန်မာလို့ပြောရတယ်မြန်မာလို့ပဲဖြေရတယ်မြန်မာလို့ပြောရင်တောင်မှ international က တချို့သောတိုင်းပြည်တွေကမြန်မာဘယ်မှာလဲ Where are you from ဆိုဘယ်မှာလဲမြန်မာလို့ပြောရင်မြန်မာဘယ်မှာလဲမြန်မာနိုင်ငံကဘယ်ဟာလဲလို့မသိဘူး Near Thailand ဆိုတော့မှပဲ Oh ဆိုပြီးဖြစ်တာ Oh ဆိုတာတကယ်သိတာလားမသိတာလားမသိဘူးအဲ့တော့နိုင်ငံခြားကိုသွားတာ Passport မှာဘယ်နိုင်ငံရဲ့ Passport နဲ့သွားတာလဲနိုင်ငံကိုစားပြုမြန်မာနိုင်ငံအောက်ကနေသွားရတာ ဲ့တော့ခလေးတွေကို အစိမ့်မခန့်နဲ့အစွန်းရောက်တယ်မတင်သေးနဲ့မြန်မာပြည်ထဲမှာမေးတာမဟုတ်ဘူးနိုင်ငံခြားမှာမေးတာမြန်မာနိုင်ငံတန်ယုံမရှိတဲ့နိုင်ငံခြားမိဒီမှာမွန်တန်ယုံမရှိဘူးကရင်တန်ယုံမရှိဘူးကျမကိုဗမာလူမျိုးကြီးမြန်မာလူမျိုးကြီးဟာတော့သွင်းတယ်လို့မပြောနဲ့ကျမကိုယ်တိုင်ကကရင်မြန်မာဆိုတာဟာကချင်ကရင်ကရင်ချင်း ဗမာမွန်ရခိုင်ရှမ်းဆိုတဲ့တိုင်းရင်းသားတွေစုဖွဲ့ပြီးတော့မှဖြစ်တည်နေတဲ့နိုင်ငံမြန်မာနိုင်ငံအဲ့တော့ကျမတို့တွေကနိုင်ငံသားမှာစကားပြောတဲ့နေမြန်မာတန်နေကြဆိုဟေးမြန်မာလားဟုတ်တယ်မြန်မာပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးနဲ့ကျမတို့မေးကြတယ်မြန်မာတန်နေကြတယ်ဆိုရင်အခုကျမတို့မြန်မာပြိုင်နေတယ်ကချင်တိုင်းရင်းသူလေးပြိုင်နေတယ်ဘာကိုစားပြုနဲ့ပြိုင်တာလဲဟေးကချင်ဟေးလို့ပြိုင်တာလားမြန်မာကိုစားပြုနဲ့ပြိုင်တာနိုင်ငံကိုပဲကိုစားပြုရတယ် အဲ့တော့ပြက်တနာတစုံတရာဖြစ်လာလို့မလို့အဲ့ဒီလိုမျိုးတွေကြက်ကြက်အစိတ်အတောက်တွေလို့ပြက်တနာတွေတစုံတရာတွေဖြစ်လာတော့ဟိုမှာထိုင်းမှာပြောတော့ဘာလဲလို့မင်းဘာပဲမင်းကဘာလဲလို့မေးတဲ့ခါကျတော့မွန်တို့ကရင်တို့ဖြေလို့ဟိုမှာတမခံရတာတွေဖြစ်စဉ်ဖြစ်ရက်တွေတွေ့တယ်မလားပြောလို့မရဘူးအဲ့တော့တချို့ကလေးတွေဟာအာနေရင်ကနေပြီးတော့မှဟိုပတ်စပို့ရှိတဲ့ကလေးတွေလည်းရှိတယ်ပတ်စပို့မရှိဘဲနဲ့နိုင်ငံခြားကိုသွားလိုက်ရတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုကလေးတွေကိုအစိမ့်မခတ်နဲ့ နိုင်ငံကိုစားပြို့ပဲဖြစ်ရတယ်နိုင်ငံကိုစားပြို့ပဲပြောရတယ်မွန်နိုင်ငံကရင်နိုင်ငံဒီလိုပြောလို့မရဘူးမရှိဘူးလေမြန်မာနိုင်ငံ ်ခုဒီအနေရတော့တိုင်းသားချင်းချင်းတူးနဲ့တူခွဲခြားခြင်းမရှိစီးလုံးညီညွတ်ကြဖို့ရည်ရွယ်ပြီးတော့ပြောသွားတာပါအာကျွန်တော်ဆိုလို့ချင်းလဲကျွန်တော်တငငယ်ရင်းတည်းမှာလဲဒါတိုင်းသားတွေရှိတယ်ပေါ့နော်ကျွန်တော်တို့ဘဒို့မစိုးခွဲခြားမှုမရှိပါဘူးအားလုံးချစ်ပါရဲ့နော်ဒီဗီဒီယိုလေးကလဲကျွန်တော်တို့တိုင်းသားချင်းချင်းတူးနဲ့တူရမ်းမေကူညီကြမယ်စီးလုံးညီညွတ်ကြမယ်အဲတူးနဲ့တူချစ်ချင်းနေကြဖို့အတွက်ရည်ရွယ်ပြီးတော့ တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါတရင်နဲ့ဒီလိုစမတ်သားကြအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ချနိုင်ပါတယ်ဒီကုနေပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်စကြလေးတွေကိုလည်းအောက် comment မှာရေးပေးတော့ခဲ့ပါဦးညာ